ပရိသတ်များလုံးမင်္ဂလာပါရှင်။နေစဉ်ထုတ်လင်းတင်ဆက်ပေးနေတဲ့မိုးလေဝသချင်းလေးတို့ကျမ UNDN နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ ။ဩဂုတ်လ19ရက်နေ့မနက်9:45မိနစ်အချိန်ကယ်ပနာဝမ်ချူရူကနေတိုင်းတာပေးချင်ရမင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာတိမ်ထွန်းနေပြီးတော့ကပလီပင်လယ်ပြင်နဲ့ဂျန်မင်္ဂလာပင်လယ်အော်မှာကတော့တိမ်တင်းတင်းပြထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြောက်ပိုင်းဒေသမှာတိမ်ထွန်းနေပြီးတော့ကြံဒေသတွေမှာကတော့တိမ်တင်းတင်းပြထွန်းနေပါတယ်။ကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်မှာမုတ်တုံလေးရအားအနှဲငယ်ရနေအားတင်းတင်းရှိနေပါရဲ့ရှင်။ ။အောက်ဂေါလာ၁၈ရက်နေ့မနက်၃နာရီခွဲအချိန်တိုင်းနာချိန်အရမြန်မာနိုင်ငံအတွင်းမှာနေရာကွက်ပြီးမိုးကြီးခဲ့တဲ့ဒေသတွေကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ရခိုင်ပြည်နယ်၊အေရီတိုင်း၊ရှမ်းကုန်းတိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဖြစ်ကြပါတယ်။လက်ရှိရေဖုံးလွှမ်းမှုအလားလိုက်မြန်မာနေရာဒေသတွေကတော့ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းဖြစ်ပါတယ်။နောက်၂၄နာရီအတွင်းမိုးများနိုင်တဲ့ဒေသတွေကတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဖြစ်ကြပါရဲ့ရှင်။ အခုဆက်ပြီးတော့အောက်ဂုလ20ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြမပင်လယ်ပြင်အချိန်ကြီးကတော့မြမကန်ယုံရက်နဲ့ကန်းလွန်ပင်လယ်ပြင်မှာလှိုင်းအနေငယ်ကနေလှိုင်းအသင်တွေရှိနိုင်ပါတယ်။လှိုင်းမြင့်ကတော့ရခိုင်ကန်ယုံရက်နဲ့ကန်းလွန်ပင်လယ်ပြင်မှာ3မီကနေ4မီလောက်မြင့်တက်နိုင်ပါတယ်။ကြံမြမကန်ယုံရက်နဲ့ကန်းလွန်ပင်လယ်ပြင်မှာတော့လှိုင်းမြင့်က2မီကနေ3မီလောက်မြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ လေတိုက်ခတ်နိုင်မှုခမန်းချက်နေနေရတော့ရခိုင်ကန်ရိုးရမှာတနအီယို15မိုင်ရနေ18မိုင်လေတိုက်ခတ်နိုင်ပါတယ်မြို့ကကြောင့်မကန်ရိုးရမ်မုံနဲ့တနင်္လာရီကန်ရိုးရမ်နေမှာတနအီယို10မိုင်ရနေ17မိုင်လေတိုက်ခတ်နိုင်တယ်လို့ခမန်းထားပါရရှင်မော်ရတော်နိုင်မှုခမန်းချက်နေနေရတော့စကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်းမကွေးတိုင်းအေရာရီတိုင်းနဲ့တနင်္လာရီတိုင်းမှာနေရာကွက်ကြောင်းမိုးထချုံရနိုင်ပါတယ်။ကယားပြည်နယ်မှာကတော့နေရာကျကျမိုးရွာသွန်းနိုင်ပါတယ်။ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာကတော့နေရာစစ်စစ်မိုးရွာသွန်းနိုင်ပြီးတော့ကြံနေတိုင်းမှာကတော့နေရာအနှံ့အပြားမိုးထချုံရနိုင်ပါရှင်။ မြို့တော်ကြီးရဲ့မိုးလေဝသကမန်ဒန်နေနေရတော့နေပြောင်းတဲ့နေတိုင်းမှာအမြင့်ဆုံးမှုချိန်က37ဒီဂရီစင်နီဂရိတ်နေဆုံးမှုချိန်23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေရာကွက်ကြားမိုးထိပ်ကြုံရနိုင်ပါတယ်။မိုးရွာဖို့တည်ချောင်မှုက60ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ရှမ်းကမြို့နယ်ဒီတိုင်းမှာတော့အမြင့်ဆုံးမှုချိန်30ဒီဂရီစင်နီဂရိတ်အနည်းဆုံးမှုချိန်24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရှမ်းကမှာကတော့မိုးတစ်ချိန်နဲ့တည်းထထောင်းနိုင်ပါတယ်။မိုးရွာဖို့တည်ချောင်မှုက80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ မန်လေးမြို့နယ်ဤတိုင်းမှာအမြင့်ဆုံးဘူချိန်34ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်26ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန်လေးမှာလည်းနေရာကွက်ကြားမိုးထစ်ရှုံလာနိုင်ပါတယ်။မိုးရွာဖို့တေချာမှုက60ရာခိုင်နှုန်းရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။အခုဆက်ပြီးတော့နေပြီးတော့ရှမ်းကောင်မန်လေးမြို့ရဲ့တပါတွင်းမိုးလေဝသခမင်းဆက်တွေကိုထောင်းလင်းတင်ဆက်ပေးသွားအောင်မှာဖြစ်ပါရဲ့ရှင်။ Tissue Avisa အတွက်ကျေးဇူးထူပဲတင်ပါတယ်။ပြည်သက်တီအားလုံးတဘာဝဘေးအန္တရာယ်တွေကနေကင်းဝေးနိုင်ကြပါစေရှင်။